ီဗီဒီယိုမှာတော့ linear distribution တွေအကြောင်း လေ့လာမှာဖြစ်ပါတယ်။ linear distribution တွေအကြောင်းသိမှကျွန်တော် linux ကိုစပြီးလေ့လာတဲ့အခါမှာပျော်ရွှင်စရာကောင်းပါပါ။အဲ့တော့ကြောက်ကြည့်လိုက်အောင်ပါနော်။ Okay linear distribution တွေကအများကြီးရှိတယ်ဗျ1991ကနေပြီးတော့အခုလက်ရှိအချိန်2025ထိ linear distribution ပေါင်းနေတာထောင်နဲ့ချီပြီးရှိတယ်တထောင်နီးပါးလောက်ရှိတယ်လို့ပြောလို့ရတယ်အဲဒီထဲမှာမှာ ကျွန်တော်အခုလက်ရှိအချိန်ထိ active ဖြစ်နေတဲ့ linear distribution တွေက600လောက်ရှိတယ်။အဲ့တော့ linear distribution တွေမှာကျွန်တော် popular ဖြစ်တဲ့ linear distribution တွေဆိုတာထက်ရှိတယ်ပေါ့နော်။အဲ့တော့ popular ဖြစ်တဲ့ linear distribution တွေက Ubuntu ရှိမယ်၊ Kali Linux ရှိမယ်၊ Parrot ရှိမယ်၊ Linux Mint ရှိမယ်။ဒါက popular ဖြစ်တဲ့ Linux operating system တွေပေါ့။ဒါက daily သုံးဖို့အတွက် Microsoft Windows လို့ Windows 7, Windows 8, Windows 10, Windows 11နောက်ထပ်လာမဲ့ Windows လို့ daily သုံးနိုင်ဖို့အတွက်လုပ်ထားတဲ့ distribution တွေပါနောက်ထပ်တစ်ခု server version အနေနဲ့ပြောမယ်ပေါ့ Windows မှာတော့ Windows server version လို့ပြောလို့ရတယ်ကျုပ် Linux မှာတော့ server လို့မသုံးတာထက် enterprise level Linux လို့ပြောလို့ရတယ် enterprise Linux ပေါ့ red hat ရှိမယ် software ရှိမယ် rocky Linux ရှိမယ် open source ရှိမယ်ဒါတွေက popular ဖြစ်တဲ့ enterprise linux server တွေပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး linux distribution တွေကိုဘယ်လိုနေရာတွေမှာကျွန်တော်တို့သုံးကြတာလဲပေါ့ကျွန်တော်တို့ယုံသုံးသုံးလို့ရမယ်ယုံသုံးဆိုတာကဆရာကပြောတဲ့ ubuntu လို့ linux mint ကိုပြောတာပြီးလို့ရှင်ကြောင်းသုံးဒါတွေလည်းအတူတူပဲ ubuntu လို linux mint ကိုပဲပြောတာပါပဲနောက်တစ်ခု networking network နဲ့ပတ်သက်ပြီးတော့သုံးကျင်နေဆိုရင် Perro တို့ Calilinus တို့ကိုသုံးလို့ရတယ်။ Ubuntu ကိုလည်းသုံးလို့ရတယ်။နောက်တစ်ခု server server အနေနဲ့သုံးပြမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့က enterprise level ဖြစ်တဲ့ Red Hat တို့ SunWorks တို့ Rocky Linux တို့ OpenSUSE တို့ကိုသုံးပြလို့ရပါတယ်။ Cyber Security အတွက်ဆိုလို့ရှိရင်လည်းကျွန်တော် network မှာသုံးတယ် Calilinus တို့ Perro တို့ Ubuntu တို့ကိုလည်း Cyber Security မှာသုံးလို့ရပါတယ်။ ဒါကကျွန်တော်တို့ linear distribution တွေအကြောင်းနဲ့ popular ဖြစ်တဲ့ linear distribution တွေကဘာတွေလဲဆိုတာကိုပြောပြရင်ねဘယ်နေရာမှာတုံးကြတာလဲဆိုတော့ပြောပြသွားတာဖြစ်ပါတယ်ဒီ video လေးကိုစိတ်ဝင်စားရဆိုလို့ရှင်ကြိုက်တယ်ဆိုလို့ရှင် like and share follow လေးကျွန်တော်ရဲ့ page တွေ channel တွေကိုလုတ်ပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ